ဒီပိုင်းဆားမှာတော့ပျောက်ဆုံးနေတဲ့မေမီလီတာရှာကိုသူ့ရဲ့နတ်တငယ်ရဲမတ်တွေကအာတနဲ့တူရှိနေအောင်မြင်သွားတာကြောင့်ဖန်ထားလိုက်ကြပါလေအာတကသူနဲ့တူတစ်ချောင်းလုံးရှိနေခဲ့တဲ့ရှာတာကပျောက်ဆုံးနေမေမီလီဆိုတာမပြောပြတာကြောင့်တစ္ဆာဖောက်ခံလိုက်တယ်လို့ခန်းစားလိုက်ရပြီးတော့နတ်တငယ်ရဲမတ်တွေကအာကိုတတ်ဖို့လုံးကြပါတော့တယ်ဒါပေမဲ့မင်းသမီးလေးကမတတ်ဖို့ပြောနေခဲ့ပြီးတော့သူ့ကိုကယ်တင်ပေးထားတာဖြစ်တဲ့အကြောင်းကိုပြောပြခဲ့ပါလိမ့်။ဒါပေမဲ့ရဲမတ်တွေကမင်းသမီးလေးကိုသူမကိုကယ်တင်ပေးထားလို့ထင်အောင်အုံနောက်ဈေးထားလို့ထင်နေကြအောင်အာကိုတတ်ကြတော့မယ့်အချိန်မှာအစိမ်းအောင်လင်းတန်းတွေနဲ့တူအဖိုးတယောက်ကထွက်လာခဲ့က ကောင်းလေးဘာမှမလုပ်ဖို့ကိုဝင်တားပေးလိုက်ပါလေ။ဒါရှားအရေးအဖိုးကိုအဖိုးလို့ခေါ်လိုက်တာကြောင့်အတ်ကအံ့ဩသွားခဲ့ပြီးတော့အဖိုးကသူ့ရဲ့နာမည် Viviron Iralis ဖြစ်ပြီးတော့ Elinoria တိုင်းပြည်ရဲ့ဘရင်ဟောင်းဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါလေ။အဖိုးကအတ်ကိုသူ့ရဲ့မိမာလေးကိုကယ်တင်ပေးထားအတွက်ဂျေစုတင်တဲ့အကြောင်းအတ်ကိုပြောလိုက်ပါလေ။အချင်းတာရှာရဲ့အဖေနဲ့အမေဘီရင်နဲ့ဘီမာကြီးတို့ကရောက်လာခဲ့ကြပြီတာရှာကိုပြေးဖက်ခဲ့ကြကလူသားတယောက်ဖြစ်တဲ့အတ်ကိုတော့တားပြဖို့တော့အမိန်ပေးပြန်ပါလိမ့်။ဒါမဲ့အဖိုးကတားတာပေးခဲ့ပြီးတော့တာရှာပါ သူ့ကိုကယ်ပေးထားတဲ့တပ်သခင်ဂျေဆုရှင်ဖြစ်တာမလို့မတတ်ဖို့ပြောတာကြောင့်ဘီယင်ကြီးလည်းအားဆုံးလိုက်ရပါတယ်။တာရှာအက်ကိုနန်းတော်ကိုခေါ်သွားပြီးတော့မုံနေကြွေးဖို့အတွက်လုံနေခဲ့ကဘီယင်ကသဘောမကျရင်တာရှာဆန်းတော်ကိုလိုင်းလောပေးခဲ့ရပြီးအဖိုးကတော့အတည့်ရဆွားတွေကိုအာယုံခံပြီးပြီးတော့တခုခုကိုခံစားနေခဲ့ရပါတယ်။အဲဒါမှတော့တာရှာအက်ကိုအယ်လီနွိုင်းပြည်နယ်ထဲကိုခေါ်သွားခဲ့ပြီးတော့မျိုးတွေကနတ်တငယ်မင်းစားတွေကအက်ကိုဂျိုးသားတကောင်လုံးဝိုင်းကြည့်နေခဲ့ကြပါတယ်။အက်ကတော့တစ်ချိန်ကလူသားတွေနဲ့နတ်တငယ်တွေရဲ့တိုက်ပွဲကြောင့်နတ်တငယ်တွေလူသားတွေကိုမုံနေဆိုတော့ခံစားမိခဲ့ပြီးတော့ ဓမှုထူးခြားလို့နဲ့မျိုးကြီးကိုမြင်ရတာကြောင့်အန်အောင်မင်းသက်နေခဲ့ရပါလိမ့်သူကတာရှာကိုလည်းအစိုးရဖျက်ချောင်းအန်အောင်နေခဲ့ပြီးတော့သူရဲမတ်တေးစီမှာအဖမ်းခံခဲ့ရတော့ကတာရှာသူ့ကိုကြည့်တဲ့အကြည့်တွေကမာကျော်ခက်တန်နေတာကြောင့်ဖြစ်ပါလိမ့်ပြီးတော့သူရဲရင်ဘက်ကနာကျင်မှုကလည်းဘာကြောင့်မှမသိပိုပိုဆိုးလာတယ်လို့တွေးနေခဲ့ပါလိမ့်နန်းတော်တွေကိုရောက်တော့တာရှာကအာကိုပြုစုစောင့်ရှောက်ပေးကြဖို့အတွက်အစည်းကမ်းတွေကိုမိန်ပေးလိုက်ပါလိမ့်ပြီးတော့အတ်ကုံမုံစားမလားရေချိုးမလားဘာလုံးမလားညာလုံးမလားမေးနေခဲ့ပြီးတော့အတ်ကတော့ဖြစ်ချောင်းကုံစင်ကိုပြင်းနဲ့ပြင်းပါယူပြောပြခြင်းနဲ့လို့ပြောလိုက်ပါတယ် အဲဒါကြောင့်အလုံးအတူတူအစည်းအဝေးထိုင်လိုက်ကြပြီးတော့ဘရင်ကြီးကသူ့ရဲ့နာမည် Edwin Iraris တာရှာရဲ့အဖေ Elinor Time ပြည်ရဲ့ဘရင်လုံးမိတ်ဆက်ခဲ့ကဘေးရဟာတော့ငါကိုယ်တော်မြတ်ရဲ့လှုပ်ဖို့ကင်ဘတ်မိမ Mary Bell Iraris လို့မိတ်ဆက်ပေးခဲ့ပါတယ်အဲဒါကလည်းသူ့ရဲ့နာမည်ကအာသာလေဝင်ဖြစ်တယ်လို့ပြောပြခဲ့ပြီးတော့စာပြင်တိုင်းပြည်ရဲ့စင်းသားရွာလေးမှာမွေးဖွားခဲ့လို့ပြောပြပါတယ်ဓမြရီရဲ့ဂျုံကိုတိုက်ခတ်တာကိုခံခဲ့ရတာကြောင့်မိဘတွေနဲ့ကွဲကွာသွားခဲ့တာအကြောင်းကိုအစားဆုံးပြောပြခဲ့ပြီးတာရှာကိုဂျုံကုန်တဲ့နေဖန်းခေါ်သွားကြလို့ပြောတဲ့အခါမှာဘရင်ကြီးကဒေါသထွက်သွားခဲ့ပါတယ် သူ့ရဲ့တမိတော်လေးကိုမှလူသားတွေကဒီလိုလုံရဲကြသလားလို့ပြောနေခဲ့ပြီးတော့အက်ကတော့ဒါကနတ်တငယ်တွေလူသားတွေမခွဲထားပဲအကုန်လုံးကိုဖမ်းနေဂျုံကုံတွေဖြစ်ပါတယ်လို့ပြောပြခဲ့ပါတယ်။အဲဒါကြောင့်အဖိုးကဂျုံကုံတွေစီကတာရှောက်ကိုဘလို့ကဲတင်ခဲ့တာလဲလို့မေးလိုက်ပြီးအက်ကလည်းသူကခလေးတယောက်ဖြစ်ပေမဲ့မော်ဆရာဖြစ်တာကြောင့်သူ့စွမ်းနဲ့နှိမ်နှင်းခဲ့တာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဘီင်းကလည်းယုံပါတယ်ယုံပါတယ်လို့ပြောတာကြောင့်အက်ကဂျေဆုတင်လိုက်ပြီးတော့တာရှောက်ကိုကဲတင်ပေးခဲ့တဲ့အတွက်တစ်ခုလောက်တောင်းဆိုပြစေလို့ခွင်တောင်းလိုက်ပါတယ်။အဲဒါကတော့သူကသူ့ရဲ့အိမ်ကနေအဝေးရောက်နေဖြစ်ပြီးတော့ ဖြစ်နိုင်တာရှောက်ကယ်တင်မိတဲ့အတွက်ကျေးဇူးဆက်တဲ့အနေနဲ့အိမ်ကိုပြန်ပို့ပေးဖို့အတွက်ကိုတောင်းဆိုလိုက်ပါတယ်။ပြင်းကတော့လူသားရဲ့နဲ့နတ်ငယ်တွေနဲ့ကမုံတရားကြီးကြားခံရကြောင်းလိုက်ဖို့မဖြစ်နိုင်ဘူးလို့ပြောလိုက်ပြီးအရင်ဆိုင်လူသားရဲ့နဲ့မပတ်သက်ချင်ဘူးလို့ပါပြောလိုက်ပါတယ်။အဲဒါကြောင့်အက်ကအရင်ဆိုင်လူသားတွေလို့မဟုတ်ပဲကျင်နာတတ်တဲ့မြင့်မြတ်တဲ့နတ်ငယ်တွေလို့သဘောထားတာကြောင်းအကူအညီတောင်းတာဖြစ်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ပြင်းကတော့အန်ကရတော့ no ပါဖြစ်နေလို့တာရှာထားလာပြီးတော့ပြင်းကြီးကိုအက်ကိုလိုက်ပို့ဖို့ဆိုတဲ့သဘောနဲ့စိုက်ကြည့်နေခဲ့ပါတယ်။ အားကြောင့်ဘီရင်ဆိုမြအဖေတယောက်ဖြစ်နေအောင်မနေနိုင်တော့ပဲ live ပို့ဖို့အတွက်ကိုသဘောတူခဲ့ရပါတော့တယ်။စာမေးတိုင်းမီနဲ့အယ်လီနွိုင်းတိုင်းမီဆက်ဆက်ထားတဲ့ဂိမ်းပေါက်တွေက9နှစ်တခါမှဖွင့်ပေးတာဖြစ်လို့နောက်တစ်ခါဖွင့်ဖို့ဆိုရင်9နှစ်တောင်ထပ်ဆောင်ရအောင်ပဲလို့ပြောလိုက်ပါတယ်။အားကြောင့်ရဲမတ်ရီနဲ့ live ပို့ပေးမယ်လို့ပြောလိုက်ပြီးတော့အစည်းအဝေးကလည်းအဲ့ဒီမှာပြီးဆုံးသွားခဲ့ပါတယ်။အန်နာမာရအက်လက်ရေချိုးနေခဲ့ပြီးတော့ရေမတ်အောင်းနဲ့ဒန်းကတဖြည်းဖြည်းနဲ့ပို့ပို့ပြီးတော့ဆိုးလာနေခဲ့တာကြောင့်ဖြစ်ရတဲ့အကြောင်းရင်းကိုအမြန်ဆုံးသိအောင်စူးစမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ အဲနောက်တော့ဝရန်တာကိုထွက်လာခဲ့တဲ့အချိန်ဒါရှာနဲ့သူ့ရဲ့မိဘတွေကအတူတူဆော့ရင်လည်းပြောနေကြတာကြောင့်သူကလည်းသူ့ရဲ့အဖေနဲ့မေရေနိုးစ်နဲ့အဲလစ်တို့ကိုသတိရနေခဲ့ပါတယ်။ဒါကိုသတိထားမိသွားတဲ့ဒါရှာအာစီကိုလာခဲ့လိုက်ပြီးတော့သူ့ရဲ့မိဘတွေအတ်ပေါ်ရိုင်းပြခဲ့တဲ့အတွက်တောင်းပန်ပါတယ်လို့ပြောလိုက်ပါတယ်။ပြီးတော့အတ်ရဲ့မိဘတွေကလည်းအတ်ကိုသတိရနေကြမှာပေါ့လို့နှစ်သိမ့်နေခဲ့ပြီးဒီအချိန်ပိုးဆုံးညူပန်းတွေကလည်းဝဲပြန်လာခဲ့ပါတယ်။အားကြောင့်နှစ်ယောက်သားပန်းတွေကိုကြည်ရင်နဲ့ပြုံးမြူနေခဲ့ကြပြီးအဲ့ချိန်တယောက်ကအစိမ်းအောင်မောင်းနဲ့လှမ်းပစ်လိုက်တာကြောင့်အတ်ကရှောင်းလိုက်နဲ့ပြေးပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ တကယ်တော့အဲ့လူကအဖိုးဗီဗီရွန်ဖြစ်နေခဲ့ပြီးတော့အစောကပြစ်လိုက်တာကမှုံမုတ်ပဲပိုးဆုံးကျူပန်းဖြစ်နေခဲ့ကသူကအာကိုစမ်းတက်လိုက်တာပဲဖြစ်ပါတယ်။သူကချက်ချင်းပြေးပြီးတော့တိုက်ခိုက်လာတဲ့အတွက်ဂျုံကုံတွေကိုတိုက်ခိုက်ခဲ့တယ်ဆိုတာဗီဗီရွန်ကယုံသွားခဲ့ပြီးတော့သူကတာရှာကိုဘေးပယ်ပြစ်လိုက်ကအာကိုဒါတ်လက်ပေးပြီးသူ့ကိုတိုက်ခိုက်ဖို့ပြောလိုက်ပါတယ်။သူကမော်စွမ်းကိုတုံးပြီးတော့အာကိုအ мян နှုံးကိုရှော့လိုက်ပြီးမယ်လင်းလင်းမမှန်တိုက်ခိုက်နိုင်တဲ့အာကိုသဘောကျနေခဲ့ပြီးတော့တိုက်ခိုက်နေတဲ့ဒါကျိုးသွားတဲ့အတွက်အာကသူ့ရဲ့မော်စွမ်းကိုထုံသုံးပြစ်လိုက်ပါတယ်။ဂျုံနဲ့မော်စွမ်းနဲ့ရှင်ပြိုင်ကြိုင်းနဲ့အဖိုးဗီဗီရွန်တယောက်ခေါင်းကိုထိသွားခဲ့ကာ ကလေးတောင်ဆုံးသွားခဲ့တာကြောင့်ဒူးကြားချီစားဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့တာရှာအဖိုးရဲ့ဖင်ုံဆွဲဆိတ်လိုက်ပြီးတော့တော်လိုက်ဖို့ပြောလိုက်တာကြောင့်ဗီဗီရွန်လည်းတော်လိုက်ရပါတယ်။ပြီးတော့ရေချင်းရှိတဲ့အတ်ကိုသူ့ရဲ့တပည့်လုံးမလားလို့မေးလိုက်ပြီးအတ်ကလည်းချက်ချင်းလက်ခံလိုက်ကဒီပိုင်းလေးကတော့ဒီလောက်နဲ့ပဲဆုံးသတ်ထားခဲ့ပါတယ်။